ဒီနေ့ဗီဒီယိုရောက်လာတဲ့မိတ်ဆွေအားဆိုလို့ရှိရင်လူတိုင်းပြောပြောနေတဲ့ age pass or speech ဆိုတာကြီးကိုယာပြီးသားဖြစ်နေပါပြီကျွန်တော်လက်တွေ့တက်တည်ပြပါမယ်အဲဒါပေမဲ့မိတ်ဆွေအားဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်စာအောက်တက်ခြေဖို့ရက်30ရက်နဲ့လေ့လာရမယ့် day 1 to 30စီးတက်မှာရှေ့ရတင်ခဲ့တဲ့ day 1အနေနဲ့20ကျော်အထိမှာရှိတဲ့ဗီဒီယိုတွေကိုတော့တခုမှကြောင်နားလည်ပြီးလေ့လာထားနိုင်ရပါမယ်အဲ့ဒါမှဒီဟာကိုရေးလို့ရပါပါဒီတော့ဒါအရင်လေ့လာပြီးရေးမယ်ရေးပြီး age pass or speech ဆိုတာဘာလဲဆိုတော့ကျွန်တော်ဆွဲပြီးတော့ ထုတ်ပြမယ်အဲ့ခါကျရင်မိတ်ဆွေကအော်ငါ April speech ဆိုတာယူငါတည်နေပါပြီလားလို့ကလည်းခန်းစားရမယ်ပီတီတခုဒီ6ခုလည်းရေးတက်ပါလားဆိုတော့ပီတီတခုနှစ်ခုခန်းစားမှာပေါ့နော်အခုမှဒီဗီဒီယိုတွေ့ရလို့ဆိုလို့ရှင်တော့ day 1ဆိုတဲ့နေရာကိုသွားအဲ့ရနေတနေ့တခုစီပါလို့လာခဲ့မလဲလေးလာခဲ့မယ်နော် day 1လေးလေးလာခဲ့မယ်ဒီဗီဒီယိုရောက်တဲ့ခါကျလို့ရှင်ဒီလောက်တော့ဘာလို့နေမလဲဆိုရေးတက်နေပြီဒီစာအောက်တက်ကြည့်တာကိုစတင်ခန်းစားယူပါနော်ကဲအဲ့တော့ရေးကြည့်လိုက်ပါပြီးကျွန်တော်တို့အဖြေတိုက် ဟုတ်ပြီပထမဆုံးနံပါတ်1ခွေးကပန်းကျန်ထဲမှာကစားနေတယ်တဲ့ subject ကခွေးဆိုတော့ခွေးနဲ့ရင်စာရင်မယ်တိကျရင်ဒဲသုံးရိုးရိုးခွေးလားရှဲ့ခွေးလားပေါ့နော်ပြောချင်တာကဘာမှရှိရဲ့ဘယ်ခွေးမဆိုပြောချင်တာလားပန်းကျန်ထဲမှာကစားနေတဲ့ခွေးကိုပြပြောချင်တယ်လားဆိုတော့ပန်းကျန်ထဲမှာရှိရဲ့ခွေးဆိုတော့တိကျရဲ့လို့ယူဆပြီးကျွန်တော်တို့ကဒဲသုံးလိုက်မယ် dog ကစားတာအခုကစားနေရလားဆိုတော့ဟုတ်တယ်အခုကစားနေတာမှာအခုလုံးနေ msr ing လား ါကိုသုံးရမယ်ဒါ share ပြီးတော့မှဒီဟာလေးကိုတစ်ခုစီတစ်ခုစီတစ်ခုစီတရက်စီသင်ပေးခဲ့ပြီးသားအဲ့တော့အခုလုံနေ MSR 5G ဆိုတော့ MSR တွေကခွေးရတကောင်နဲ့ဆိုတော့ S ကိုယူလိုက်တယ်ကစားနေတာဖလေးရင်နော်ဒါကမှကစားနေရလဲပန်းချံအထဲမှာကစားနေတာအထဲမှာအထဲမှာပါတော့ prepositional free ဒါလည်းတရက်တသက်သင်ထားဘူးတယ်အထဲမှာ in ပန်းချံကလည်းသူတို့ပြောနေတဲ့ပန်းချံပဲဆိုတော့တိကျရယ်ဆိုတော့ in the park ဟုတ်ပြီ၎င်းဟာမကြီးဘူးတဲ့ ၎င်းဒီဆိုတာ subject pronoun ရှေ့ရရက်ဒီမှာတက်တင်ထားပြတယ် it subject ပြီးနောက်ဆုံးသွားတော့မကြီးဘူးဆိုတာတွေ့တယ်ကြီးတာလို့သေးတာလို့ဒီ verb တွေမဟုတ်ဘူးဘာလဲဆိုရင် adjective တွေ do တွေမှာ adjective အပိုင်းလည်းတင်ထားပြပြီးသားမနေရမှာ adjective တွေဒီနော် do ကိုဒီဖြစ်မှုအတွက်ရှေ့မှာပါထည့်ပေးရလဲ am is are ထည့်ပေးရတယ် i t ကတခုရင်းဆိုတော့ is ကိုထည့်မယ်ပြီးမှ adjective ကို big ကိုရေးမယ်ဆိုပါဆိုပေါ့ဗျာဒါပေမဲ့ तू ကပြောချင်တာကြီးရလားမကြီးရလားမကြီးတာ မကြည့်ဦးဆိုတော့ဒီ affirmative ပုံစံမရအောင်ဒီ negative ပုံစံကအလုံးမယ် negative ပုံစံဆိုတော့ no တွေပါမယ် is ဆိုတော့ is နဲ့ no နဲ့ပါရင် isn't လို့အနံထွက်တယ် it isn't big အကောင်ကမကြည့်ဦးလို့အဓိပ္ပာယ်ထွက်ပါတယ်ဒီကိုမြန်မြန်လာပါဒီပုံစံလေးရောမှတ်မိသေးလားဟောဒီဟာလေးကိုသင်တော့ဘယ်လိုတောင်ပြောပြသင်ခဲ့လဲဆိုရင်ဒီဗီဒီယိုပြီးသွားရင်ခင်ဗျားတို့ဆရာကြီးဖြစ်သွားပြီလို့သင်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒါဒီဗီဒီယိုပြီးသွားရင်ခင်ဗျားတို့ဆိုရင်သူများကိုမလုပ်တတ်ပြီးခိုင်းတတ်ပြီးလို့တောင်ပြောခဲ့လို့လေဘာလို့လဲဆိုတော့ဒီစမ်းထန်ဒီ subject မပါဘူး verb နဲ့စာမှာဘာလို့လဲဆိုတော့ဒီကိုမြန်မြန်လာမှာမလုပ်တတ်လို့မပါဘူး အဲ့ဗတ်ကပါဆိုလာပါဆိုတော့ခန်းကိုရေးလိုက်မယ်ဆက်ချက်မပါလို့ဗတ်ကလာတာပြီးရင်ဘယ်လိုလာမလဲ D ကို D နီးရဖို့ဆိုတာ here ဘယ်လိုလေးလာမလဲမြန်မြန်ဆိုတာ quickly come here quickly ပေါ့နော်နောက်တစ်ခု O တူလာနေပြီ O ကတော့ OHO ပေါ့ဘယ်လိုလာနေရလဲတူလာနေပြီတူဒီဆိုတာက he အခုလာနေရလားဆိုဟုတ်တယ်အခုလာနေရအခုဖြစ်နေခုနကဘာပဲတုံးမလဲ ms ာ find you ပဲတုံးခုန adjective ကိုတုံးပြီးပြီနော်အဲ့တော့ ms ာ find you here တခုရင်းဆို is တုံးမယ်ဗျာလာလာ can ing တုံးဆိုတော့ can mean ပေါ့ e ကပြုတ်သွားတယ် ing ဝင်မယ်ဆိုရင် e နဲ့ဆုံးတဲ့ verb တွေက e ကိုဖြုတ်ပြရတယ် goodbye e လို့တောင်းကလေးတွေကိုကျွန်တော်အဲ့လိုတင်တာ goodbye e ing လာမယ်ဆိုရင်နော် ind write ဆိုရင် ind ing writing w i n t write ဆိုရင် w i n t ing writing လို့ဖြစ်သွားတာအဲ့နောက်တစ်ခုသူကပန်းသီးတွေကိုကြိုက်တယ်သူဒီဆိုတော့ he ပေါ့ စမ်းချက်ပြင်ဘက်ကိုသွားဘာဖြစ်ကြလဲကြိုက်တာပုံမှန်ဖြစ်နေကြကိစ္စအမှန်တရားစင်ဘက်ဝမ်းကိုသုံးရမယ် align ke light ပဲသုံးမယ်ဟောနဘဝကတတိရှိရလို့ကျွန်တော်ရှေ့ကရက်တွေမှာပြောခဲ့ပြီးပြီဗျာရှေ့မှာအမြင့်စာလုံးဝမထက်ရဘူးဘာအရေးလို့မထက်ရဘူးတစ်လုံးလည်းပဲရေးရတယ်ဒါပေမဲ့တစ်ခုကိန်းဆိုရင်တော့အဲ့ဘဝမှာ se ရထက်ရတယ်ဆိုတော့ဒီမှာ light မှာ s ထက်လိုက်ပြီးဒီ light ပန်းသီးဒွေဆိုတော့များတော့ apples မှာ s ထက်မယ်ဒါပေမဲ့ဆိုတာအင်္ဂလိပ်လိုဆိုရင် bat ဒါပေမဲ့သူကဆိုတော့တစ်ခါဘာပြန်လာမလဲဒီပြန်လာမယ် မကြိုက်ဘူးဆိုရင်မှ negative ပုံစံရောက်သွားပြီ။ doesn't နဲ့ don't နဲ့သုံးမယ်။တခုကိန်းဆိုရင် doesn't အများဆိုရင် don't ဆိုတော့ကျွန်တော်က doesn't တုံးလိုက်တယ်။ he doesn't like ဒီ like မှာတော့ s မထည့်တော့ဘာကြောင့်လဲဆိုတော့ရှေ့မှာ doesn't နဲ့ don't နေရှိပါရင် verb 0ပဲလိုက်ရမှာဆိုစီကံကြောင့်။ lemon tea ရပါလေဆိုရင် o r e n g e s oranges ။နောက်ခု तू မငါပေးမှာပါလေမထိုင်ခဲ့ဘူး။ तू မဒီဆိုတော့ she subject ပြင်ပြသွားမလဲ verb ကိုသွားမယ်။မထိုင်ခဲ့ဘူးဟာခဲ့ပိုင်အတိတ်အတိတ်ဆိုရင် verb 2ပုံစံသုံးမယ်။ ထိုင်လာဆိုရင်ဘတ်တူးသုံးမယ်မထိုင်ခဲ့ရင် didn't verse တို့သုံးမယ် she didn't เนาะအတိတ်မလို့ didn't သုံးမယ်เนาะထိုင်လာ sit ပဲ sit ဆက်ဆိုတော့ဘတ်တူးကြောင်းစာမလို့ရှင်းမှာ didn't ရှိတယ် verse တို့ပဲသုံးရမယ်ငါဘေးမှာဘေးမှာပါတော့ prepositional phrase ဒီမှာ၄မျိုးတော့သင်ပေးထားတယ် beside by near next to ဒါဗီဒီယိုတစ်ခုတက်တက်သင်ပေးထားတယ်ရှေ့ရက်ရက်ဒီမှာတော့ beside me အရင်ထည့်လို့မရအောင်နော် preposition နောက်မှာ object pronoun ကိုယ်နဲ့ဆုံးတဲ့အလိုက်ပဲအလုံးပဲလိုက်ရမယ် me ကျွန်တော်ကို as ကျွန်ုပ်တို့ကိုစသဖြင့်ဂိုနာဆုံးတဲ့အလုံးပဲလိုက်မယ်ဆိုစီကံပေါ့ဟုတ်ကဲဆန်းတဲ့လေးကဘာဖြစ်ပြီးကြလဲဆိုရင်ရေးပြီးသွားရင်အဲ့တော့ကျွန်တော်ဘာလုပ်ပေးဖို့ပဲကျွန်တော်လဲဆိုလို့ရှိရင်အဲ့ထဲကနေပြီးတော့မှ8 pad of speech ဆိုတာဘာကြီးတွေလဲဆိုတော့ကျွန်တော်ထုတ်ပေးမယ်ပထမဆုံးတစ်ခုကဘာလဲဆိုရင် dot မှတ်ထားပါအဲ့ဒါ noun လို့ခေါ်ပါတယ် number 1 noun noun ဆိုတာနံဖြစ်ပါတယ်တက်ရှိတက်မဲ့တွေ dress ရှိ drum မဲ့တွေရဲ့အမည်မှန်သမျှ noun ပါကျွန်တော်နာမည်ခင်ဗျားတို့ရဲ့နာမည်ပစ္စည်းတွေရဲ့နာမည် race and တွေရဲ့နာမည်ခန်းစားချက်တွေရဲ့နာမည်အချက်အမုံအလွမ်းအမျိုးအာဃာတ ်အဲဒါတွေအကုန်လုံးကအတွက်ရှိရတော့နာမည်မှတ်သမျှဟာနောင်းပါမထားတော့နောင်းကိုတိသွားပြီတမျိုးတိပြီရှင်မျိုးဗျာအေးဖရော့စ်ပြီရှင်မျိုးမှာတမျိုးတိပြီနံပါတ်2ကတော့ခရိုနောင်းပါဟုတ်ပြီနော်ခွေးကပန်းချံထဲမှာကစားနေတယ်၎င်းကမကြည့်ဘူးအဲ့၎င်းတွေဆိုတော့ခွေးကိုညှို့တာခွေးကမကြည့်လို့နောက်တစ်ခါပြန်ပြောစရာမလိုတော့ဘူးခွေးစားပါတော့လဲဆိုရင် it လို့သုံးလိုက်တယ်၎င်းကလို့ပြန်လိုက်တယ်ပေါ့နော်ဥပမာပြဆိုရင်အဲကျွန်တော်ဆိုရင်ကျွန်တော်နာမည်နှင်းမို့ပါနှင်းမို့ကလေနှင်းမို့ကလေဆိုပြီးကိုယ့်ကိုယ်ကိုပြန်ပြောကိုယ့်နာမည်ပြန်ပြောစရာမလိုမလိုအောင်လို့ နာမည်အစားဘာသုံးထားလဲဆိုတော့အိုင်ယွန်သုံးလိုက်တယ်ပေါ့နော်အိုင်လို့သူလဲကျွန်ုပ်ကလို့ပြန်သုံးလိုက်တယ်အဲ့တော့နာမည်အစားသုံးထားတဲ့အိုင်ရလဲ pronoun ပဲ pronoun မှာပါသူ့ကိုကျွန်တော်က subject pronoun လို့တော့ subject နေရာမှာထားလို့ subject pronoun လို့ပြောထားတယ် pronoun ကပါလဲနံစားနံရဲ့အစားသုံးတာလူဆိုရင်လဲလူရဲ့အစားဘာသူ့ကိုသုံးလဲသူ့စီဆိုမှာမောင်မောင်ဆိုတဲ့ကောင်းလေးစား he လို့သုံးလိုက်တာနံစားသုံးလို့ pronoun နံစားလို့ခေါ်တယ်နှစ်မျိုးသိပြီနော်နံပါတ်3ကပါလဲဆိုရင် verb verb ကတော့မှာ special ကိုတင်ခဲ့တာရှေ့ရချက်တွေမှာ verb 1 verb 2 ms 5ကြီးမှာ verb တွေနော်ဒါကြောင့်မှာ verb တွေရှာမယ်ဆိုရင်မှာ လေးရင်ကဗိုင်းကြီးတလုံးရှိပြီးဟမ်နော်ဗိုင်းဖိုင်နက်တလုံးတွေ့ပြီးနော်ကဲအဲ့ဒါတွေမှာ likes ဗန်1တလုံးဒါ vat တွေအဲ့ဒါတွေက vat တွေပြုချင်းဖြစ်ချင်းရှိချင်းကိုပြတယ် vat တွေအဲသုံးမျိုးတည်းနောက်တစ်ခုကဘာလဲဆိုရင် adjectives adjectives ဆိုတာဘာလဲဆိုရှင် noun တွေကိုအထူးပြုတာလို့ပြောထားမယ် adjectives ဆိုဘာမှလို့ဆိုနာမဝိသေသနနာမဝိသေသနဘာလို့လဲ noun ကိုအထူးပြုတယ် noun ကိုအထူးပြုလို့နာမဝိသေသနလို့ခေါ်တယ်အဲ့ဒါမှကြည့်ဒီခွေးလေးက၎င်းကဒီ base isn't base ဆိုတဲ့ဟာလေးမပါသေးရင် तू ကသူ့ရဲ့အရွယ်ဆောင်မကြည့်သေးဘူး isn't fit ပါပါလို့အော် तू ကမကြည့်ဘူးဆိုတော့သိသွားတယ်အဲ့ဒါကြောင့်အဲ့ base ဆိုတာဒီပါလဲဆိုရင်နာမဝိသေသနလို့ခေါ်တယ် adjective လို့ခေါ်တယ်ဒေါ်နဲ့ဆုံးရရှိတယ်ရှေ့မှာ am sign နဲ့တွဲရရတယ်ဟုတ်ပြီနော်အဲ့ဒါပဲနှမျိုးသိသွားတယ်လေမျိုးသိသွားပြီနောက်တစ်မျိုးကပါလဲဆိုရင် adverb လို့ခေါ်တယ် adverb ဒီပမာလို့ကရိယာဝိသေသနနာမဝိသေသနက noun အထူးပြုရဆိုရင်ကရိယာဝိသေသနကကရိယာကိုအထူးပြုတယ်ဒီမှာပြရမယ်ဆိုရင် quickly ညံညံဆိုတာလေးဒီကရိယာဝိသေသနနော် ခမ်းကလာတာမလားအဲ့ဒါကိုဒီကောင်ကဘလို့လာလဲဆိုတာကိုဒီကောင်ထောက်ပြပေးနေတာ come here quickly မြန်မြန်လာ come here slowly ဖြည်းဖြည်းလာ come here carefully ဂယုတဆိုင်လာ come here care come here carelessly လို့ဂယုမဆိုင်ဖဲနဲ့လာရဲလို့အဓိပ္ပာယ်ထွက်သွားတာပေါ့နော်အဲ့တော့ဒီလာရဲဆိုတာလေးကိုဒီကောင်ကနေပြီးဘလို့လာလဲဆိုတာကိုထောက်ပေးနေတာ verb ကိုထောက်နေတာဖြစ်တဲ့တော့သူ့ရဲ့နာမည် verb ကိရိယာဝိသနာလို့ခေါ်တယ်ဒါဆိုဘယ်နှမျိုးတည်ပြီလဲ၅မျိုးတည်ပြီအဲ၆ခုမြောက်ကတော့ဗာလဲဆိုရင် prepositions ဲ့ဒါကတော့တစ်ခန်းလုံးနှစ်ခန်းလုံးနှစ်ခန်းလောက်တော့လုပ်ပြီးသင်ခဲ့တယ်ပေါ့နော်အဲ့တော့ we back လို့ခေါ်ပါတယ်သူကကြတော့ဟိုနေရာရေးအချိန်နေအချိန်နေကိုပြပါဒီမှာပြမယ်ဆိုမှ in အထဲမှာတို့နောက်ခါကြတော့ပါလေ beside b မှာတို့အဲ့ဒါတွေဒီပါလေဆိုရင် preposition တွေပါဒါချင်းမကာသေးဘူး to the for the from the အဓိပ္ပာယ်ရှိရမှာသင်ခဲ့ပြီးသားအဲ့တော့ဒီ date တည်းလေးကိုအကျိုးရှိရှိလေ့လာပြီးတော့ပိုင်ပိုင်နိုင်နိုင်အောင်ချမယ်ဆိုရင်လက်တွေ့ပေါ်မှာကျင်းတည်ပြန်သုံးလို့ရမယ်ပါအခုဆိုရင်တော့မှ a plus b ဘယ်လိုမျိုးတည်ပြီးလဲ အဲဒါဆိုရင်6မျိုးတည်ပြီ။9မျိုးတခုကဘာလဲဆိုလို့ရှိရင် conjunction လို့ခေါ်ပါတယ်။ conjunction ဆိုတာစကားဆက်ပါ။သူ့ပန်းတိကိုကြိုက်တယ်ဆိုတဲ့စာကြောင်းရဲ့သူ့လိမ်မော်တိကိုမကြိုက်ဘူးဆိုတဲ့စာကြောင်းကိုဆက်ပြီးထားတာ BUT bat ဆိုတဲ့စာကြောင်းစကားလုံးလေးပါ။အဲ့တော့ဒါပေမဲ့လို့အဓိပ္ပာယ်ထွက်တယ်။ ANDN တို့ bat တို့ because တို့အဲ့လိုစကားဆက်တွေကိုဘာလို့ခေါ်လဲဆိုရင် conjunction လို့ခေါ်ပါတယ်။ဒါဆိုအဲ့ပါ speed မှာလည်း2မျိုးတည်သွားပြီလေ။9မျိုးတည်ပြီ။နောက်ဆုံးတစ်ခုပဲကျွန်တော်လည်းအဲ့ဒါကတော့ interjection လို့ခေါ်တဲ့အာမင်လေးပါ။ Oh ဒီလိုအလုံးမျိုးလေးပါ။ Wow ဒီလိုဟာမျိုးလေး oh my god တို့ပါတို့အဲ့လိုမျိုးအာမင်နိတ်နော်ဟိုဘယ်လိုပြောမလဲဆိုရင်ဟိုအန်အော်တဲ့အချိန်လန့်တဲ့အချိန်မှာထွက်လာတဲ့စကားမျိုးတော့ interjection လို့ခေါ်ပါတယ်အဲ့တော့နာမည်တွေဒီမှာတမယောက်ပြောတဲ့ noun နော်နာမည်အဲ့ noun အစအောင်မှာပြန်သုံးတဲ့ pronoun နောက်ခါကျတော့ verb နော်လုံးဆောင်ချက်တွေပြတာနောက်ခါ noun လေးတွေကို modify အထူးပြုပေးမယ် adjective ဒေါ်ရိုက်နဲ့ဆုံးလေးရှိတာတွေနောက်ခါကျတော့ verb တွေကိုဘယ်လိုတွေလုပ်နေလဲဆိုတော့အထူးပြုပေးမယ် alpha ကိရိယာဝိသနာတွေနောက်ခါကျတော့ preposition in နဲ့ only above တွေ နောက်ခါကျတော့နောက်ခါ conjunction ဆိုတဲ့စကားဆက်တွေနောက်ဆုံးမှာ interjection ဆိုရယ် amine တွေအဲ့ရှင်မျိုးဘာလို့ခေါ်လဲဆိုရင် afferent speech လို့ခေါ်တာပါအဲ့တော့ကျွန်တော် afferent speech သင်ပြီးမှဒါကိုသင်တာက predicate တိတ်မဆန်ဘူးလို့ခံစားရလို့ဒါကိုသင်ပြီးမှအဲ့ထက်မှဘယ်ဟာတွေကတော့ afferent speech ပါဆိုတာကိုကျွန်တော်ပြန်ပြီး set ထုတ်ပြပါအဲ့ဒီနေ့ video ကို ठी ဟိုဟာနေဒီနေ့အထိ တနေ့မကြံမကြောပဲနဲ့လေးပုံမှန်လေးလာခဲ့တဲ့သူတွေကဆိုရင်အင်္ဂလိပ်စာကိုလည်းเนาะအခြေခံအဖြစ်အသုံးပြုတတ်ပြီးနောက်ထပ်ပို့ပြီးတော့ကောင်းတဲ့ဓာတ်ထပ်ပို့ပြီးတော့အဆင့်မြင့်တဲ့အင်္ဂလိပ်စာကိုလေ့လာဖို့အတွက်လည်းအောက်ခြေချပြီးသားဖြစ်နေပါပြီဗောနော်ဒါပေမဲ့ဒေသတီကမကုန်သေးပါကျွန်တော်ဆက်ပြီးတော့သင်ပေးအောင်ပါပါဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်ဒေသတီပြီးတော့လည်းဆက်ပြီးတော့သင်ပေးနေအောင်ပါဗောနော်အဲ့တော့ဒီနေ့မှတွေ့ရလို့ဆိုရင်အင်္ဂလိပ်စာအောက်တက်ကြအောင်ဆိုပြီးတော့ရှေ့ကဒေဝန်နေပါလောက်ခဲ့ကြမယ်ချက်ခဲ့ကြမယ်နေ့စဉ်ပုံမှန်လေ့လာမယ်ခုခုတိုင်းသင်တန်းတက်နေရတယ်လို့မလုပ်လဲဆိုရင်လေ့လာမယ်ကြိုးစားမယ်